မြန်မာပြည်သူများရှင် Prime Media မှတင်ဆက်မှုဖြစ်ပါရရှင်2021နောက်ပိုင်းမှာဆိုရင်ကျွန်မနိုင်ငံမှာ hero တွေအများကြီးထွက်ပေါ်လာပါတယ်အဓိကတော့ကျွန်မနိုင်ငံရှေ့ကနေမမမမရက်တည်ပေးကြရတဲ့သူတွေပေါ့နော်ကျွန်မမြန်မာနိုင်ငံလေးကမတော်လောပါနဲ့အာနာရယူခြင်းနဲ့ခေါင်းဆောင်အချို့ကြောင့်အခုလိုအခြေအနေတွေဖြစ်ခဲ့ရဖြစ်ပါရရှင်မဲမတမာမှုကိုပြုလုပ်ခဲ့ကြတဲ့သူတွေလိပ်ပြလုံရဲ့လားလို့ကျွန်မမေးချင်ပါတယ်ကျွန်မနိုင်ငံမှာအာနာရယူပြီးတော့ နိုင်ငံတော်ကိုလှုပ်ချင်တယ်ဆိုရင်တော့နိုင်ငံတော်ဥပဒေကိုလေးစားရတယ်ရှင့်ကျွန်မနိုင်ငံရဲ့အနေထားကတိုင်းသာလက်နက်ကိုင်တွေအများကြီးဝန်းရံခနေပြီးတော့ပြည်တွင်းစစ်ကြီးကလည်းတမွေ့မွေ့နဲ့တောင်းတောင်းနေတဲ့နိုင်ငံဖြစ်ပါတယ်ဒါ့အပြင်ကိုကျွန်မတို့ကအင်မတန်ကိုပေါ့နော်မဟာဗျူဟာကြတဲ့နေမီကိုလည်းပိုင်ဆိုင်ထားတဲ့နိုင်ငံဖြစ်တာကြောင့်ကျမတို့အိန္ဒိနာဆန်ရှိတဲ့နိုင်ငံတွေရဲ့ပထဝီအနေထားကိုလည်းသိရှိနားလည်ရမယ်ရှင့်ဒါတွေကိုချိန်ဆပြီးတော့ကျမတို့နိုင်ငံ2008အခြေခံဥပဒေဆိုတာကထွက်ပေါ်လာတာဖြစ်ပါတယ် ျမတို့နိုင်ငံအခြေအနေကြောင့်ဒီဖွဲ့စည်းပုံအခြေခံဥပဒေကဒီလိုပုံစံလေးဖြစ်နေရတာရှင့်သူများနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုသွားနှိုင်းရှင်ပြီးတော့မတူညီတော့ညှိလို့မရဘူးရှင့်နိုင်ငံရဲ့သမားတွေကဒါတွေညှိဖို့စူးစမ်းခဲ့ကြတာဒီတော့အဲ့လိုမျိုးညှိမရတဲ့အခါကျတော့တိုင်းပြည်ကရေပေါ်ထိုးခံရရောရှင့်တိလအဲ့ရေပေါ်ထိုးခံရတဲ့အထဲမှာမှပြည်သူတွေရဲ့အသက်တွေအိုးအိမ်တွေစီးစိမ်နေရပါလွင့်ပါပြီးတော့ပါသွားခဲ့ရတာဖြစ်ပါရှင့်ဒီတော့နိုင်ငံရဲ့ကာကွယ်ရေးကိုလှုံ့ဆော်ရတဲ့တပ်မတော်ကတော့ ဘယ်ခရရောက်သူကသူ့လို့သူလုံးမှာပဲရှင့်မြန်မာနိုင်ငံမှာနိုင်ငံရေးလှုပ်ချင်လို့ရှင့်တက်မလို့နဲ့လက်တွဲပူပေါင်းခြင်းမရှိဘဲနဲ့ဘယ်တော့မှလုပ်လို့မရပါဘူးအဲ့ဒါကိုမှလုပ်မယ်ငါတို့ကတက်မလို့လဲနင်းချိမယ်မြန်မာနိုင်ငံရဲ့အာဏာကိုလည်းအလုံးစုံယူမယ်ဆိုရင်တော့အတကြီးရဲ့နိုင်ငံရေးသမားအဖြစ်နဲ့နိုင်ငံတော်ကိုရေပေါ်ထိုးတဲ့သူသာဖြစ်လာပါလိမ့်မယ်ရှင့်ဒါလေးကတော့သင်ကန်းစာယူစရာသာဖြစ်ပါတယ်ကျမတို့နိုင်ငံအဲ့လိုအခြေအနေဖြစ်သွားခဲ့တဲ့အတွက်နိုင်ငံကရေတိမ်နစ်ခဲ့ရတာပေါ့ရှင်ရေတိမ်နစ်တော့ အ ਨੇ ဆုံးတော့အကူညီကယ်ဆယ်တဲ့သူတွေထွက်လာသေးရပါဘောနော်သူရဲကောင်းတွေထွက်လာတာတော့အမျက်ပါပဲရှင့်လူသူရဲကောင်းတွေကျမတို့ရှာဖွေပြီးတော့ The Hero အစီအစဉ်မှာလည်းအင်တာဗျူးတွေလုပ်ထားရှိပါတယ်ခါကြရလေဒီလားကျမတို့နိုင်ငံကမျက်နှာမွေးနိုင်ငံလို့ပြောလို့ရရဲ့ရှင့်တကယ်ကိုအင်အားပြည့်ဝတဲ့နိုင်ငံကိုချစ်တဲ့သူရဲကောင်းတွေကျမတို့နိုင်ငံသမိုင်းဆက်ဆက်မှာအများကြီးထွက်ပေါ်ခဲ့တယ်ဒါပေမဲ့ကမ္ဘာစာမျက်နှာပေါ်တွေကိုရောက်ခဲ့တဲ့သူရဲကောင်းတွေကြတော့နည်းတယ်ရှင့်ကျမတို့နိုင်ငံသားတွေကိုယ်တိုင်ကခါရီကြလို့ရှင့် အင်မတန်ခမ်းနားလုံးပါတယ်ဆိုတော့သူရဲကောင်းတယောက်နှစ်ယောက်လောက်ကိုပဲခေါင်းထဲထည့်ထားပြီးတော့အညာတရသူရဲကောင်းတွေကိုကြတော့မိနေတတ်ကြတယ်။သိလား။ဒါပေမဲ့တကယ်ခမ်းနားတဲ့သူရဲကောင်းကြီးတွေလိုပဲနိုင်ငံတော်အတွက်ပေးဆက်ထားတာကလည်းအညာတရသူရဲကောင်းလေးတွေပါရှင့်။ကျမတို့က The Hero Season ဆိုတာကတော့အညာတရသူရဲကောင်းလေးတွေကိုပို့ပြီးတော့တာဂတ်ထားပါတယ်။ဘယ်စင်မြင့်မှမှနေရာယူခြင်းမရှိပဲနဲ့ကိုယ့်ရဲ့အတဏ္ဍခန္ဓာကိုစည်းပြီးတော့နိုင်ငံတော်အတွက်ရက်တည်ရဲ့သူတွေကိုကျမတို့ဦးစားပေးပြီးတော့ ခေါ်ယူတင်ဆက်မှာဖြစ်ပါရရှင့်မိဘပြည်သူများသိအောင်ကျွန်မတို့တမိုင်းမှတ်တမ်းတင်ပေးမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အစီအစဉ်လေးကိုစိတ်ပါဝင်စားရတဲ့ဆိုရင်ကြည့်ရှုအားပေးပါလို့လည်းကျွန်မတိုက်တွန်းချင်ပါရရှင့်။ဒါကြောင့် The Hero အစီအစဉ်လေးကတော့ချီးကျူးထိုက်တဲ့သူတွေကိုချီးကျူးထားတဲ့အစီအစဉ်လေးဖြစ်တဲ့အတွက်မိဘပြည်သူများရဲ့နှလုံးသားထဲထိရောက်ရှိပြီးတော့ဒီသူဲကောင်းများကိုမှတ်တမ်းတင်နိုင်ကြမယ်လို့ကျွန်မတို့အနေနဲ့ယုံကြည်မျှော်လင့်ပါရရှင့်။ကျမတရေမတဲ့ဆက်ခင်လေးမှာမိဘပြည်သူများကျမတခုပြောပြချင်တော့တည်လား။အဲ့ပါလဲဆိုတော့လေကျမဘဝမှာ အဲ့လိုမျိုးသဘောဘေးဒဏ်တွေအများကြီးနဲ့ကြုံတွေ့ခဲ့ဘူးတဲ့တိလားကျွန်မလူလူမျိုးရင်မပြည်သူကြားထဲမှာရှိမလားမသိဘူးကျွန်မပြောပြမယ်နော်2008တောင်းကဖြစ်တဲ့နာဂက်မုံတိုင်းလေနာဂက်မုံတိုင်းတော့ကကျွန်မရန်ကုန်မှာရှိနေတာတိလား2008တောင်းကနာဂက်မုံတိုင်းဆိုတော့ဘာမှမသိလိုက်တဲ့လူမျိုးတွေမှရှိရယ်ရှမ်းပြည်လိုပါဆိုဘာမှမသိလိုက်ဘူးပေါ့နော်ကျွန်မသိလိုက်ရတယ် ရန်ကုန်မှာဆိုတော့သူကရန်ကုန်ကနာကိမုံတိုင်းတိုက်ခိုက်တုံးသွားဆိုရင်ထိခိုက်မှုအများဆုံးเนี่ยဒုတိယအဆင့်ပေါ့เนาะ ARB တိုင်းရောထိခိုက်မှုအများဆုံးပေါ့ရန်ကုန်ကကြတော့ဒုတိယထိခိုက်မှုအများဆုံးပေါ့အဲ့တော့ဆိုအိမ်ကြီးကဒီလိုမျိုးကြီးတိုက်ကြည့်ရလေဒီလိုရန်နေဒီလိုမျိုးကြီးခံစားရတာဒီလားအဲ့လိုတုတ်ပြန်နေဆိုအိရှိမှာဝဲပြီးတော့လေတစ်ပင်နေဆိုဖုံဖုံလဲကြကျမတို့အိရှိကတိုက်ဆိုရင်ခေါမိုးကြီးလံသွားလို့အကုန်လုံးစင်ပြေကြအဲ့လိုမျိုးဖြစ်ရတယ်ပေါ့နော်တ냐လုံးအဲ့ဒါကြီးကိုဖြတ်တန်းခဲ့ရတာပေါ့ရှင်နောက်နေ့ကျတော့အိရှိမှာဆိုရရစရာမရှိဘူး ကျမဘောမှာကြုံခဲ့ပြီးတဲ့ပထမဆုံးသွားပေးတဲ့အဲ့ဒါပေါ့ရှင်နောက်တစ်ခုကကြတော့ကိုဗစ်ကိုဗစ်တုန်းကကြတော့ကျမရန်ကုန်မှာဒီကကိုဗစ်တုန်းလည်းအဲ့လိုပဲကိုဗစ်ဒဏ်ကိုအခံရဆုံးကရန်ကုန်နဲ့မန္တလေးလေးအဲ့ဒီအခံရဆုံးမြို့မှာကျမရှိနေတယ်သိရပထမလှိုင်းဒုတိယလှိုင်းကျမရန်ကုန်မှာဒီတော့အဲ့တုန်းဆိုရင်အဲ့လိုပဲအိမ်အဝင်ထွက်ကိုတင်မှာဟိုဟိုပါလေအရက်ပြန်နေပိုင်းနဲ့ဖြန်းလာတွေသွားလို့ရှိရင်မက်စ်တွေတက်လာတွေမိသားစုအိမ်ထဲမှာနေရတာတွေပေါ့နော်တကယ်6ကပ်ပြီးတော့အဲ့လိုမျိုးမျိုးကြီးရတယ်အဲ့လိုဖြစ်သွားတာပေါ့နော်အဲ့လိုအခြေအနေတွေကို ကျွန်မအရင်ဆိုင်ဖြတ်တန်းခဲ့ရတယ်ဒါပေမဲ့ကံကောင်းတာကကိုဗစ်တက်တဲ့အခိုင်းကျတော့ကျွန်မတက်သေးရောက်သွားတယ်ပေါ့နော်အဲ့တော့ကိုဗစ်ကာလမှာတော့ကျွန်မကိုဗစ်ရောဂါကူးစက်ခြင်းမခံခဲ့ရဘူးပေါ့ရှင်ကိုဗစ်မဖြစ်ခဲ့ဘူးပေါ့ကျွန်မကိုခံအားဒီပို့ခံနိုင်ရင်ရှိခဲ့တာလားဘယ်လိုလဲတော့မသိဘူးကိုဗစ်တော့မဖြစ်ခဲ့ဘူးရှင်အဲ့ဒါပြီးတော့2021ပေါ့နော်ကိုဗစ်နှစ်လိုင်းကိုကျွန်မရန်ကုန်မှာခံပြီးရခါမှာ2021လဲကြလဲကြအောင်အဲ့မှာနိုင်ငံရေးဒဏ်လာပြန်ရောအဲ့အိမ်ကနေပထမဆုံးထွက်ပြေးရတယ်ကျွန်မတို့ကျွန်မတို့မိသားစုလိုက်ကြည့် ။ online မှာတက်မတော်ကိုထောက်ခံတဲ့စာရင်းရေးတဲ့မျိုးသမီးပါဆိုပြီးတော့တက်ဖြတ်ဖို့အတွက်ကိုဒီကောင်လေးကစ조사ရတယ်ရှင်ကျွန်မဒါတော်လိုင်းလုပ်တဲ့သူတွေစ조사ခဲ့ကြတယ်ဘသူတွေစ조사လဲကို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 သိမှာပေါ့ရှင်ကျွန်မတက်ဖို့ဘသူတွေစ조사ခဲ့လဲဆိုတော့ကိုကိုသိမှာပေါ့သိရအဲ့တော့ကျွန်မအိမ်ကနေထွက်ပြေးရတယ်ဆိုတော့ဒါလည်းရှင်းပြန်စစ်ဘေးစစ်တံကိုပြောလို့ရပါဘောနော်ဟိုရန်သူဘေးပေါ့အဲ့တော့ကျွန်မထွက်ပြေးရတထဲရောက်တော့ပေါ့နော်အဲ့တော့အိမ်မှာ၃ခါရှိရကျွန်မအသက်ကနေလွတ်ခဲ့တာ၃ခါပေါ့အခုကျတော့ငလင်ပြီး ငလီဘေးတံခံရတဲ့မန္တလေးမြို့အပြင်ဒုတိယအကြမ်းတမ်းဆုံးခံလိုက်ရတာကဟိုဒုတိယမို့တတိယပေါ့ကျန်းတောင်းခံလိုက်ရတာနေပြီးတော့သူကပထမဆုံးကျန်းတောင်းခံရတာစကိုင်းပြီးတော့မန္တလေးပြီးတော့နေပြီးတော့ပေါ့နော်အဲ့ဒီမနေပြီးတော့မှကျမရှိနေတယ်။အိမ်ကြီးကလှုပ်တာမှတလူတလူခါကြောက်စရာကြီးအဲ့ဒီဒဏ်ကြီးကိုကျမတို့ခံလိုက်ရတာထွက်ပြေးလိုက်ရတာကံကောင်းလို့မသိတယ်။တိုက်ကြတော့တယ်အနေနဲ့အပ်သွားတော့ရှိရပါတော့နော်ဒီတော့ ျမဘောမှာကိုကျမကိုမနေ့ကမှစမ်းစားမိရတယ်လားအော်လို့ငါတဘာပေးတာတော်ခံခဲ့ရတာပဲကိုတော်တော်ခံခဲ့ရတာပဲလို့ဒါပေမဲ့လည်းကံကောင်းလို့မသေးတာကြံကြောင်းရဲ့အဖေပါလို့ပြောရမှဖြစ်နေအခုချိန်ဒီအသက်ရှင်နေရပဲကိုကိုကျေးဇူးတင်ရတဲ့ချက်စမ်းစားကြည့်လေဘောကမှာတဘာပေးတဲ့အနေနဲ့ဒီအသက်သေလို့နေပါအချိန်ဒီမျိုးကို၄ချိန်တောင်ကြုံခဲ့ရလားရှင့်တိလားဖြတ်ကျော်ခဲ့တော့ကဒါဘာမှညာမှမသိပဲဖြတ်ကျော်လိုက်တာပဲရှိရအခုပြန်စစကြည့်တော့ဟဲ့ကြောက်စရာကြီးလို့ကြောက်ကြောက်စရာကြီးကံကောင်းလို့မသေးသွားတာတော့နာခဲ့တော့လည်းအဲ့လိုပဲကံကောင်းလို့မသေးရယ်နော် ကိုဗစ်တော့လည်းကန်ကောင်းလို့မသိတယ်။ဟို2020တဲ့တက်မယ်ဖြတ်မယ်ဆိုတော့ကန်ကောင်းလို့မသိတယ်။အခုငနေကြရလဲကန်ကောင်းလို့မသိတယ်ဆိုတော့အဲ့လိုလိုပေါ့နော်ဒီကကန်တရားလေးကရှိနေသေးလို့ねတူပါရှင့်ဒါကျမတို့လူသားတွေဆိုတော့ပဲရှင်သိမယ်မသိနိုင်ဘူးလေအချိန်မျိုးလည်းသိသွားနိုင်တာပဲဒါပေမဲ့အခုချိန်ကြီးလိုမျိုးအသက်အန္တရာယ်ကြုံတဲ့ဘေးကြံနေလွတ်မြောက်နေတာကပဲကိုကိုကိုတော့ဘယ်လိုပြောရမလဲကျေးဇူးတင်ရတယ်ပေါ့နော်အိုးငါတော်သိရဲ့ငါအသက်ရှင်ဖို့ကံလေးရှိနေသေးတယ်ဒါကြောင့်ငါရဲ့ကံလေးကိုကောင်းနေတဲ့အတွက်ငါဒီလိုမျိုးလေး ဘနော်အသက်ရှင်နိုင်ခွင့်ရတာကကုသိုလ်ကောင်းမှုတွေလုပ်ဖို့လူတွေကူညီဖို့ကိုယ့်ရဲ့အလုပ်ပေါ်မှာတည်ဆောက်ရှိပြီးနိုင်ငံတော်ကိုကယ်တင်ဆောက်ရှောက်ဖို့ဒါတွေကြောင့်ငါ့ကိုအသက်ရှင်ခွင့်ပေးထားခဲ့တာလားဆိုရင်အတွေးနဲ့တူကျွန်မအလုပ်လေးဆက်လုပ်နေရဖြစ်ပါရှင့်မိဘမိသူများလည်းကျွန်မလိုပဲအသက်ပေးရနေကြင်ကြင်လုပ်ခဲ့ရတဲ့သူတွေရှိကောင်းရှိပါလိမ့်မယ်ရှင့်အဲ့လိုမျိုးတွေ့ကြုံနေရှိရဆိုပြန်လဲညှောက်ပေးပါနော်လူတွေဆိုတာရှိတတ်တယ်တိလာခါကြရင်လေအဲ့လိုတိမ်မလို့တိမ်မလို့ဖြစ်ပြီးမသိရမျိုးပေါ့နော်အဲ့လိုအခြေအနေမျိုးတွေလူတိုင်းမှာရှိတတ်ပါတယ် ဒါပေမဲ့ကျမတို့ကအဲ့လိုတစ်ခါကြုံနေတဲ့တစ်ခါတန်ဝေကယူပါငါတိအချိန်မေးတည်သွားနိုင်တယ်ဒါကြောင့်မတိခင်မှာငါကောင်းတာတွေပဲရွေးပြီးတော့တဏ္ဍာန်ဆုံးစူးစမ်းလုပ်မယ်ဆိုတော့ကိုကိုကိုစိတ်ကတိပေါ့နော်စိတ်ကတိလူကတိအားလုံးပေါ့ကတိတွေထားပြီးတော့ကျမတို့ဘဝကြီးကိုနေထိုင်နိုင်ဖို့အတွက်သာထူးလွတ်ပါရဲ့ရှင်မိဘပြည်သူများရှင်ကျမခုမိဘပြည်သူများပထမဆုံးပြောပြခြင်းတဲ့တဲ့လေးကတော့ကျမနိုင်ငံမှာငလင်ကြီးဖြစ်သွားပြီးရင်နောက်မှာဆိုရင် လူတွေရဲ့အတွေးခေါ်နဲ့လူတွေရဲ့ကြောက်လန့်စိတ်ပေါ့နော်ထိုဆိုးရင်ထိတ်လန့်မှုတွေကအခုချိန်အထိကိုအပြားခတ်နေတော့မယ်ရှက်ရန်ကုန်မှာဆိုလုံခဲ့တဲ့ရက်တွေမှာကိုကငလင်လုံမယ်ငလင်လုံမယ်ဆိုတဲ့တင်းကားကြီးကြားတယ်ဆိုရင်ညဘက်တနိုင်နှစ်နိုင်ပေါ့နော်အချိန်မှတော့မှမအိတ်နိုင်ပဲနဲ့လမ်းမပေါ်မှာဆင်းနေကြတယ်မိဘပြည်သူရှိရဲ့ရှက်မနေ့ကဆိုလဲမန်လေးမှာငလင်နဲ့နဲ့လှုပ်သွားတယ်ပေါ့နော်သူက5.2လောက်ရှိရဲ့နည်းနည်းလေးတိတာထင်ရှားတဲ့အရှိန်ပေါ့နော်အဲ့တော့ အဲ့နေနဲ့ကိုထပြေးပြီးတော့လမ်းပေါ်မှာရောက်သွားတဲ့ပြည်သူတွေလည်းရှိပါအရှင့်ကျွန်မဓာတ်ပုံလေးတစ်ပုံတွေ့ပါတယ်ကလေးလေးခြိထားပြီးတော့ဆောင်းလေးနဲ့ပေါ့နော်မိခင်တူပါဆိုရင်လမ်းပေါ်မှာစိုးရိမ်ထိတ်လန့်တဲ့မျက်နှာနဲ့မတက်ရက်နေအောင်ကျွန်မမြင်ပါအရှင့်အဲ့လိုခြေနေဖြစ်တာပေါ့နော်ဒီတော့လူတွေဟာအဲ့လိုမျိုးကြောက်လန့်မှုတွေဘဝမှာတစ်ခါမှမကြုံဘူးတဲ့ဆိုးဝါးလုံးတဲ့အရာတွေမြင်လိုက်ပြီးရနောက်မှာဆိုရင်အင်မတန်ကြောက်သွားတဲ့အရာတခုကအထက်မြင့်အဆောက်အဦတွေကိုရှင့်အထက်မြင့်အဆောက်အဦတွေကွန်ထိုလ်လေးပေါ့နော်အခုဖြစ်စင်မှာကလည်းကြောက်လဲကြောက်ချင်ကြပဲရှင်ကွန်ထိုလ်လေးကြီးပဲအလုံးလိုက်တူပြီးတော့ပြုတ်ကျသွားတာ ဒီတော့ဒီရာတွေလူတွေကြောက်သွားတာလူတွေအမှားမဟုတ်ဘူးသီလားအဲ့လိုကြောက်ရွံ့ပြီးရနောက်မှာဆိုရင်အခုလှုပ်ခတ်မှုဖြစ်လာတာပါလဲဆိုတော့ငလင်နောက်ပိုင်းမှာကွန်တိုအဆောက်အုံနဲ့အထက်မြင့်အဆောက်အုံတွေရဲ့ဈေးကွက်တွေကလှုပ်ခတ်မှုတွေဖြစ်လာပါရှင့်မန္တလေးမြို့မှာငလင်တန်ခံခဲ့ရတဲ့ကွန်တိုအဆောက်အုံအချို့ကပြိုကျပျက်စီးခဲ့ပြီးတော့အချို့အဆောက်အုံတွေမှာလည်းအကြောင်းတွေထပြီးတော့လူနေလို့မရတဲ့အခြေအနေဖြစ်ပေါ်ခဲ့ပါရှင့် ။ဒါကြောင့်ငလင်းလှုပ်ပြီးအခါမှာမြူကြီးမှာရှိတဲ့ကုန်းတို့ဆောက်ဥရဲ့ဒီဇိုင်းနဲ့လုံခြုံရေးစံချိန်စံညွှန်းတွေကိုပြည်သူတွေကမေးခွန်းထုတ်လာကြပါတယ်။ဒီလိုဖြစ်ပေါ်လာတဲ့ကြောင့်အစာဥလုံခြုံရေးကိုပြန်လည်သုံးသပ်နိုင်မှုအတွက်မျိုးပြစီမံကိန်းနဲ့အင်ချန်မြေကဏ္ဍဆိုင်ရာဌာနတွေကစစ်ဆေးမှုတွေစတင်ဖို့လိုတယ်ဆိုပြီးတော့မိဘပြည်သူတွေမျှော်လင့်နေကြပါတယ်။စစ်စေးပေးစေချင်တာပေါ့နော်ဒီတိုက်တွေစញ្ញင်စញ្ញုံမီရလားဆိုတော့စစ်စေးပေးစေချင်တာရှင့်ဒီလိုစစ်စေးတာရကြတော့ဒီလိုနီးပညာရကြတော့မိဘပြည်သူတွေကမသိဘူးလေမကရီသမားတွေကကြွညာလိုက်လို့တာမိဘပြည်သူတွေက ဝယ်လိုက်ကြတာတကယ်ကြောင့်ဒါတွေကိုသူတို့မစစ်စိတ်တတ်ဘူးရှင်ကျမတို့ဆိုလည်းမစစ်စိတ်တတ်ဘူးဒါတွေကပညာရှင်တွေပဲသိရဲ့ကိစ္စပေါ့နော်အခုတော့ငလင်တန်ခန့်တယ်နော်ဆိုပြီးရောင်းသွားတာပဲကိုကဘလို့စစ်ရမှာလဲအဲ့ဒါကြီးကိုမသိဘူးလေအကုန်လုံးကတော့အော်ဟလာဆိုပြီးတော့ယုံကြည်မှုနဲ့ဝယ်ကြတာအော်ဒီ construction ကတော့နာမည်ကြီးရဲ့ဒီဆောက်လို့ရေကုမ္ပဏီကတော့နာမည်ရှိရပဲသူဆောက်ထားတဲ့ကွန်ဒိုတွေကြီးပဲဆိုပြီးတော့ဝယ်ကြတာပဲလူတွေကဟုတ်တယ်မလားတကယ်လည်းဖြစ်တော့မှသာဟဲ့ကြည့်စမ်းပါဦးပြိုကျသွားပြီလားဆိုပြီးတော့ ဆိုတော့ကကျမတို့အသက်နဲ့ရင်းပြီးတော့ဒီအတွေ့အကြုံတွေယူရမလို့ဖြစ်နေရဲ့ရှင့်ကြိုတင်ပြီးတော့စစ်ဆေးပိုင်ခွင့်မရှိဘူးကြိုတင်စစ်ဆေးနိုင်ခြင်းကျမတို့မှာမရှိဘူးပေါ့နော်အဲ့တော့အဲ့လိုဖြစ်နေတဲ့အခြေအနေကလေသူများပြောတာယုံပြီးဝယ်လိုက်တာပေါ့နော်တကယ်လည်းဖြစ်လည်းဖြစ်ကွာအသက်နဲ့ရင်းပြီးမှရလိုက်တဲ့အတွေ့အကြုံကြီးတွေကကျမတို့အစင်နေပြေးမနေဘူးလေသိလားစဉ်းစားကြည့်အဲ့ဒီအတွေ့အကြုံမသေးခင်ရလိုက်လို့တော်သေးရဲ့သေသွားရင်မှဆိုလို့လုပ်မလဲအော်ငါတိုက်ကြီးကငလင်တံမခံပါလားဆိုပြီးတော့ ိုက်အောင်မှာတည်တဲ့အချိန်ကျမှဝိညာဉ်လေးကတွေးသွားတာမျိုးဖြစ်မယ်ဆိုရင်တင့်တော်ပါရဲ့လားရှင်ကျမတာဟာသာပြောတာမဟုတ်ဘူးနော်သိလားကျမပြောတာနားထောင်ပြီးတော့တချို့ကြီးပြုံးမိပြုံးမိလည်းမယ်ဒါပေမဲ့ဒါဟာသာမဟုတ်ဘူးရှင်စဉ်းစားကြည့်ငလင်တန်ခံမာရဲဆိုပြီးပြောလို့ငလင်တောင်မှသူကသူ့ရဲ့အချိန်မှာရှိရပါတော့7.7လား8လားတို့က8ကျော်လောက်ထိကိုခံမာရဲဆိုပြီးတော့ရှောက်ပြောခဲ့ကြပြီးတော့အခုလောက်တာ7.7ပဲရှိရပြိုသွားတယ်ဆိုတော့အဲ့ချိန်ကျတော့မှဟဲ့ငါဝယ်တဲ့ကွန်တိုလေးကငလင်တန်မခံပါလားဆိုတော့အဲ့ချိန်ကိုကသိမ့်နေပြီလေ လုံးလုံးကြမှာတော့ဆိုရင်တော့ဗောနော်ရန်ကုန်မှာဆိုလဲဒီလိုပဲဟဲ့ငါနေရတိုက်ကဆင်မပြေရလားဗောနော်သူသူကိုကိုစိတ်ပူမှာပဲပြီးတော့အထက်မြက်တိုက်တွေကိုမဟာဒီယာဆောက်တဲ့အခါကျတော့မြေအောက်ရေသုံးဆွဲမှုဆိုတာရှိရဲ့အခုငလင်းလှုပ်သွားတဲ့အခါမှာတိုက်တွေတော်တော်များများအောင်လိုက်ပြီးတော့လိတ်လာကြည့်ပါမြေပေါ်မှာပုံရသားလေးပြုတ်ကျသွားတဲ့တိုက်တွေရှိရဲ့ဒါမဲ့တိုက်တော်တော်များများအားလေမြေကြီးတွေကအုံးဆိုဂျုံဝင်သွားတာတိုက်က6ထက်ရှိရဲ့ဆို3တက်လောက်ကမြေကြီးရဲ့ရောက်သွားတာအပေါ်3တက်ပဲကျန်တယ် ဒီတော့တွက်ချက်မှုအရာဆိုရင်အပေါ်တက်မှာချုပ်မနေရတော့ဘူးမှန်တယ်ဒါပေမဲ့တချို့တိုက်တွေကဒီလိုလဲသွားတာဆိုတော့အပေါ်တက်ကောအောက်ထက်ကောတိန်နိုင်တယ်အပေါ်တက်ကပိုတိန်နိုင်တယ်ပေါ့နော်ဒီလိုလဲသွားတာမဟုတ်ဘဲနဲ့ဒီလိုကျုံဝင်သွားတာဆိုအောက်ထက်ကလူကပိုတိန်နိုင်ရောဘဲချီနေမျိုးမှဆိုအနေရများတယ်ဒီတော့တိုက်ကြီးတစ်ခုလုံး၄၅၆ထက်ရှိရဲဆိုအပေါ်တက်မှာနေရတဲ့သူကအောက်ထက်မှာနေရတဲ့သူကလုံခြုံစိတ်ချဝင်လို့ရှိဘူးဆိုတဲ့သဘောပဲရှင်အားလုံးတိန်နိုင်တယ်ဆိုတဲ့သဘောတရားမှရှိနေတယ်တိုက်ပြိုတဲ့ပုံစံนี่ကျွန်မတို့ခုချင်းလိုက်ကြည့်လိုက်တာပေါ့နော်အဲ့လိုအခြေအနေရှိရဲရှင် တော့ရန်ကုန်မှာနေရသူတွေဆိုရင်ထိတ်လန့်လာတာမန္တလေးမှာနေရသူတွေဆိုရင်ထိတ်လန့်လာတာမှားတဲ့ကိစ္စတော့မဟုတ်ဘူးရှင့်ကျွန်တော်ကတော့တခုခုအတတ်နဲ့ရှင်းပြီးမှသိရတဲ့ပုံစံမျိုးကကျွန်မတို့နိုင်ငံမှာနည်းနည်းမှားနေတဲ့ကိစ္စပါပဲသိလားမြန်မာနိုင်ငံလူကြီးတွေကလည်းအများအားအဲ့လိုမျိုးအရင်ကြီးတိုးတက်ခြင်းမရှိသေးဘူးအဲ့ဒါကြောင့်လားမသိတခုခုဆိုအတတ်နဲ့ရှင်းပြီးမှသိရတယ်ကျွန်တော်တို့ဘဝကလည်းလေတခုခုသိကြလို့ရှင့်နဲ့တတ်နဲ့ရှင်းသွားတဲ့ပြည်သူတွေကအများကြီးပဲတန်းနဲ့ချီရဲ့ရှင့် ပြီးတော့ကျမတို့ကရှေ့ဆက်လုံဆောင်အောင်မယ့်ကိစ္စရတွေကတော့စိုးရိမ်ပူပန်စရာတွေအများကြီးပဲဒါလေးတွေကိုနိုင်ငံတော်မှာတာဝန်ရှိတဲ့သူတွေကလည်းတရားလေးစီမံဖို့လိုပါချက်ဒီတော့အခုပြည်သူတွေကစိုးရိမ်နေကြပြီကိုနေရတိုက်အာမခံချက်ရှိရလားဆိုအတွေးတွေဝင်နေကြပြီရှင့်ဒါကိုနိုင်ငံတော်ကဘယ်လိုမျိုးဆောင်ရွက်ပေးမှာလဲစားလွယ်ကုမ္ပဏီတွေကရောကျမတို့ပြည်သူတွေအပေါ်မှာ customer တွေအပေါ်မှာဘယ်လိုမျိုးလေးပြန်ပြီးတော့စိုးရိမ်မှုတွေဖြေလျှော့ပေးမလဲဆိုတာလေးကတော့အားလုံးခေါင်းချင်းဆိုင်ပြီးတော့စဉ်းစားတဲ့အချိန်ကာလရောက်ပါပြီရှင့် တချို့ကအခုဒီလွယ်လွယ်ပြောနေတော့မယ်ငလင်ကြီးကလှုပ်ပြပြီနော်တဲ့နောက်ထပ်လှုပ်เสียမှရှိတော့ပါဘူးတဲ့ဆိုတော့တေချာလို့လားမခံနိုင်လားအမခံနိုင်လားလွယ်လွယ်ကူကူဘယ်တော့မှသူများအသက်တွေနဲ့အာမမခံနိုင်ရှင့်ငလင်ဆိုတဲ့သဘောတရားကလှုပ်ခတ်မှုသူ့ရဲ့နီးပညာရှိရပါတော့အမှန်သဘာဝတရားကြီးပေါ့ရှင်ငလင်ဆိုတာသဘာဝတရားကြီးဖြစ်တဲ့အတွက်ဘယ်ချိန်ဘယ်ချိန်လှုပ်မယ်ဆိုတာဘယ်သူမှမသိနိုင်ကြက်ရွေကြောတွေကလည်းမြန်မာနိုင်ငံမှာ၃လခုရှိတာ ဒီပြည့်ရွေကြောကြီးတခုလှုပ်ရှားလာတဲ့ခါမှာနောက်ထပ်ပြည့်ရွေကြောတွေရောလှုပ်ရှားမှုမရှိပါဘူးလို့ဘသူအာမခံရလဲရှင်အာမခံမယ်ဆိုလက်မှတ်ထိုးပြီးတော့ရှေ့ထွက်လာခဲ့နောက်ထပ်ငလင်ကြီးတခုမလှုပ်တော့ပါဘူးဆိုပြီးတော့ထွက်လာခဲ့ရှင်တကယ်လှုပ်သွားလို့ရှင်အဲ့လူကျမတို့ဖမ်းမယ်ရေးယူမယ်ရောကြေးတောင်းမယ်ရှင်အသက်တွေအများကြီးတို့ကစီးစိမ်တွေအများကြီးတို့ကရောကြေးတောင်းမယ်ရှင်အဲ့လိုအာမခံရဲဆိုထွက်ခဲ့ပါပညာရှင်ဖြစ်ဖြစ်ဘသူပဲဖြစ်အာမခံမယ်ဆိုထွက်ခဲ့အဲ့လိုအာမမခံနိုင်ရင်တော့ကျမတို့စိုးရိမ်ထိတ်လန့်မှုကိုမလောင်ပြောင်ပါနဲ့ရှင် ကျမတို့ပြည်သူတွေစိုးရိမ်ထိတ်လန့်နေတာတွေကိုအပြစ်လို့အမြင်ပါနဲ့ရှင့်လုံဆောင်ဆရာရှိရလုပေးရမှာပဲအခုချိန်မှာကျမတို့နိုင်ငံမှာရှိမြအဆောင်အုံတွေကိုဆိုင်ရာပိုင်တွေနဲ့ချိတ်ဆက်ပြီးတော့ကြန့်ခိုင်မှုစစ်ဆေးတဲ့နေ့အချိန်ရောက်ပါပြီဒါလေးကအရေးကြီးပါတယ်နော်ကျမပြောချင်တာကဘသူ့မှာအပြစ်တင်ချင်တာမဟုတ်ဘူးတည်သွားပြီးရဲ့သူတွေညနာထောက်ပြီးတော့မတည်သေးတဲ့သူတွေနောက်ထပ်မတည်ရအောင်လို့ကျမတို့စီမံစရာရှိတာလေးစီမံကြပါတော့လို့ကျမမြစ်တာခံတာပါရှင့် မြို့တော်ပင်စိုးစည်းကောင်ကိုစားလွယ်ရေးလုပ်ငန်းဆိုတာကတာဝန်ကြီးရဲ့တာဝန်ယူမှုတာဝန်ခံမှုရှိတယ်။အသက်တွေနဲ့ဆိုင်နေရှင့်။ဒီတော့ကိုကဒီစားလွယ်ရေးရနေငွေကြေးတွေအများကြီးအမြန်ဆုံးရခဲ့ပြီးပြီဆိုရင်အခုချိန်မှာကိုစားလုပ်ခဲ့တဲ့တိုက်တွေအားလုံးကိုပြန်ပြီးတော့ quality check လုပ်ပေးတာလေးရတော့ပြည်သူကိုပေးတဲ့ service တာဖြစ်ပါရှင့်။ကို customer တွေကိုပေးတဲ့ service တာဖြစ်ပါတယ်။ကိုဘယ်တိုက်တွေစောက်ခဲ့လဲဆိုတော့ကိုကုံကြီးအတိဆုံးလေ။ဟုတ်တယ်မာဒီတော့ကိုကုံကြီးနေနဲ့သွားပြီးတော့စစ်ပါ စစ်ပေးပါဒီတိုက်ဒီတက်ကကြန့်ခိုင်မှုဒီလိုရှိရယ်နိုင်ငံတော်တင်ပြပါပြီးရဲ့အခါမှာပူးပေါင်းလုံဆောင်ပေးပါရှင့်မသိသူတို့သိသူတို့หนีပြီးတော့နောက်တစ်ချိန်သာဖြစ်ခဲ့မယ်ဆိုရင်ဘယ်လိုလုပ်ကြမလဲဆိုတဲ့အတွေးလေးကိုလည်းခေါင်းထဲထည့်ဖို့လိုပါတယ်ကျွန်မချင်းချောက်တာမဟုတ်ပါဘူးနော်မလင်းဆိုရလဲဘယ်နှစ်ဖြစ်မယ်ဘယ်နှစ်ဖြစ်မယ်အတိအကျပြောလို့ရကိစ္စမဟုတ်ပါဘူးဖြစ်ချင်ဖြစ်မယ်ဖြစ်ချင်မှလည်းဖြစ်မယ်ဒါပေမဲ့လောက်ဆာရှိရတော့လှုပ်ထားရမယ်ရှင့်အဲ့လိုမှမဟုတ်အသက်တွေထပ်ပြီးတော့စတေးရနိုင်နေဆုံးရှုံးရနိုင်ပါရှင့်ငလေမလှုပ်ဘဲနဲ့တော့မှကြန့်ခိုင်မှုအားနဲ့လို့ပြိုကျသွားတဲ့တိုက်တွေရှိရလေ အဲ့လိုဖြစ်မှာဆိုလို့ပြောပြတာပါရှင့်ဒါပြင်ကျမအနေနဲ့ချီချူးစကားပြောလို့တာကအခုငလင်မှာစလို့ရေးတိုက်တယ်စောက်တဲ့အခါမှာတချို့တိုက်တယ်ဘာမှမဖြစ်ဘူးနော်သိလားတချို့စလို့ရေးတထေးတွေကျမတော်တော်လေးစားပြီးတော့ကျမလေးစားသူတို့တွေ့လို့ရှင့်တကယ်ကိုခိုင်ကြော့လိုက်ခြင်းတယ်တော်တော်ကျေးဇူးတင်ဖို့ကောင်းတဲ့သူတွေပါသူတို့ quality ပြပြဝါစောက်ပေးခဲ့တဲ့အတွက်တချို့အဆောက်အဦဆိုမှန်လေးတောင်မပွဲရုပ်ရှင်းသိလားတိုက်ကကအရာတော့မထင်ဘူးကျမတို့လိုက်ကြည့်ပြီးပြီသိလားတလန်းလုံးရှိတဲ့အဆောက်အဦကိုကြည့်လိုက်ငလဲတန်ခံခဲ့ရတာအတူတူပဲနော် ။စောက်ထားတဲ့တိုက်တက်တန်းကလည်းအတူတူပဲအထက်ရည်လည်းအတူတူပဲဒါပေမဲ့ဟိုဘက်ကပြိုသွားတယ်ဒီဘက်ကဘာမှမဖြစ်ဘူး။အရေးချင်းကအဲ့ဒီမှာကွာသွားတာကော်လတီကကွာသွားတာရှင့်။ဒီတော့ကိုယ့်ရဲ့လုပ်ငန်းပေါ်မှာတစ္ဆာရှိပြီးတော့စောက်လို့ရေလုပ်ငန်းလုပ်တဲ့အခါမှာရေသွေးပြပြမီလုပ်ပေးခဲ့တဲ့သူတွေအားလုံးကိုလည်းကျွန်မဒီနေ့ကနေကျေးဇူးတင်ပါတယ်ရှင့်။ဒီလူတွေကတော့ကောင်းတဲ့နဲ့ကြော်ကြအောင်မှဖြစ်ပါတယ်။ဒီတဲ့အောင်မြင်တဲ့လုပ်ငန်းတွေလောက်ကနေမှာဖြစ်ပါရဲ့ရှင့်ကျမတို့ရှေ့လျှောက်စောက်မဲ့စောက်လို့ရေးတွေမှာလဲဒီလိုမျိုးနာမည်ကောင်းရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေဒီလိုငလင်ဘေးတံမှာပျက်စီးဆုံးရှုံးမှုအ ਨੇ ဆုံးဖြစ်ခဲ့တဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေကသာရှာဖွေပြီးတော့ဒီလုပ်ငန်းတွေနဲ့လက်တွဲကကျမတို့အိမ်ယာဆောက်လုပ်မှုတွေလုပ်ကြပါလို့လည်းကျမတို့မိဘပြည်သူများတိုက်တွန်းချင်ပါတယ်ရှင့်ကျမတို့ကအားလုံးကတစ္ဆာမဲ့နေရတာမဟုတ်ပါဘူးရှင့်တစ္ဆာရှိရတူလည်းရှိပါတယ်ဒါလေးကျမတို့ဖော်ထုတ်ပေးတာဖြစ်ပါတယ်ဒီတော့မိဘပြည်သူတွေဆိုရင်စိတ်လေးကဒီလိုရှိရယ်စားလို့လုပ်ငန်းတွေကဒီလိုရှိရယ်ဒါကြောင့်နိုင်ငံတော်ကမြို့တို့မြို့ပုံရှိမယ်ဆိုတာလေးကတော့နိုင်ငံတော်ရဲ့အဆုံးဖြတ်ချက်နဲ့နိုင်ငံတော်ရဲ့ စ조사အားထုတ်မှုသာဖြစ်ပါရှင့်ကျမတို့ကသတင်းသုံးသပ်ချက်လေးရနေပြည်သူတွေရဲ့စိုးရိမ်ထိလန့်မှုနဲ့လုပ်ငန်းတွေရဲ့သဘောတရားလေးတွေကိုသိမိသလောက်လေးတင်ပြပေးတာဖြစ်ပါရှင့်မိဘပြည်သူများရှင့်ကျမခုတင်ဆက်ပေးစနာလေးကတော့ MNDA သတင်းလေးဖြစ်ပါရှင့် MNDA ဆိုရင်လာရှုံးမှာဧပြီလ27ရက်နေ့နောက်ဆုံးထားပြီးတော့မြို့ကထောက်ခွာတော့မယ်ဆိုပြီးတော့သတင်းလေးထွက်တယ်ပေါ့နော်။သတင်းထွက်ပြီးတဲ့မကြပါအောင်ရှင့်သတင်းမထွက်ခင်ကလေးရပါတကယ်။လေမြို့ထဲမှာရှင်းများအကုန်လုံးနှိုက်ချုပ်ပြီးတော့တခါလဲကားပေါ်တင်ပြီးတော့သူတို့ယူကြတာပဲဒီလား။ အော်နောက်ဆုံးကြောက်လဲကျွန်မစဉ်းစားတာတပုံကတော့တပုံစိတ်ပဲရှိရပဲလို့တိလာကိုကန့်ပေါ့နော်ကိုကန့်လူမျိုးအနေနဲ့ဆိုရင်တို့ရရှိထားတဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဆိုတာကတို့လူကြီးနဲ့တို့မြင့်မြတ်တရနေလို့ရတယ်ဒါချောက်ချောက်ချစ်ချစ်နေလို့ရတယ်ပြည်တော်စုထဲမှာအေးအေးချမ်းချမ်းနေလို့ရတယ်ဒါနဲ့ဘာလို့ဒီလိုယူမိုက်တဲ့လောင်ရွေးရလဲဆိုတော့ကျွန်မစဉ်းစားလို့မရဘူးအခုကြောက်လာရှုကနေပြန်ထွက်သွားတာပဲရှိတာတို့ကိုကန့်လူမျိုးတွေတိတ်ဆုံးသွားတာအများကြီးပဲရှင့်မြန်မာနိုင်ငံမှာလေဗမာလူမျိုးက60%ခန့်လုံးရှိရဲ့ရှင်တိလာကိုကန့်လူမျိုးဘလောက်ခန့်လုံးရှိရဲ့လို့ထင်လဲ0.5တောင်မရှိဘူး နော်ဒီတော့ယူမိုက်လုံးတယ်လို့မတွေးဘူးလားရှင်မြို့အကျယ်ကြီးရဲ့အကြီးကြီးလိုချင်ပြီးတော့ကို့မှာဗမာလဲစစ်တင်အင်အားရှိလို့လေတိုက်တာတော့မှပီတက်နေဗမာလေးနဲ့ပေါင်းတိုက်ရတာရှင်ဒီလားဗမာရဲ့တော်တော်ညံနေတယ်လို့ပြည်တော်စုပုံကန်နေတဲ့အချိန်မို့လို့သူတို့တွေအဲ့လိုမျိုးဖြစ်သွားတာရှင်ဒါတော့မှသူတို့အစုံသက်အနိုင်ဆိုတာမရလိုက်ဘူးလူလားရှိကနေပြန်ထွက်သွားရတော့မယ်ဘသူမှအကျိုးမရှိရလမ်းအောင်ရွေးရသေးလားဗမာလူမျိုးကလည်းမသိမို့သိရပေါ့နော်အခုစစ်ပွဲမှာဒါပေမဲ့တိုင်းရင်းသားတွေကဗမာတွေထက်အမတန်နှဲပါသောယာကိုင်တို့လူရည်သာရှိရတဲ့အတွက် ျမထင်တယ်နောက်ထပ်ဆယ်စုနှစ်ပေါင်းများများစွာအထိကိုတိုင်းရင်းသားတွေရဲ့လူကြီးရောကြသွားမှုနှုံးကိုပြန်လည်ညှိတန်နိုင်မှာမဟုတ်ဘူးရှင်ရခိုင်စုပိုးဆိုးတယ်ရခိုင်ယောက်ျားတွေနိုင်ငံသားထွက်တဲ့သူနဲ့ရန်ကုန်မှာနေရတဲ့သူမင်္ဂလိမှာနေရတဲ့သူတို့ကလွဲလို့ရှင်ရခိုင်ပြည်နယ်မှာယောက်ျားခါရှာရှာဖြစ်သွားပြီရှင်ရခိုင်အစ်စ်ဆိုရင်လေတိလာနောက်ဆိုရခိုင်မျိုးသမီးတွေအတီဗမာလူမျိုးတွေနဲ့အိမ်အောင်ကြမယ်ကချင်နဲ့အိမ်အောင်ကြမယ်ရှမ်းနဲ့အိမ်အောင်ကြမယ်ဆိုတော့သူတို့အခေါ်ပေါ့နော်သူတို့အဲ့လိုခေါ်တတ်တဲ့ဇက်ပြက်ဆိုပြီးဖြစ်သွားမှာလေတိလာအထွတ်မြတ်တဲ့အုံတော့မရှိလို့ရှင်တိလာကိုလူမျိုးအသက်တွေကိုကိုတန်မှုမထားတာ ိဗယ်မရှိရရှောက်လို့တယ်ပေါ့နော်အဲ့လိုအုတ်ဇလန်းတွေဖြစ်လာတာပေါ့ရှင်ဒီတော့ထားလိုက်ပါတော့ဒါဆက်ပြောလို့ရှင်တိုင်းသားနဲ့ဗမာလူမျိုးတွေကြားထဲမှာဖြစ်တဲ့သွေးကွဲမှုတွေကနေပြီးတော့အစချီပြောရမှာဖြစ်တဲ့အတွက်အရန်ရှည်သွားလိမ့်မယ်အဲ့မဲ့အခုလောက်ပြောတာလေးနဲ့တင်ကိုစဉ်းစားတက်ဖို့အတွက်ပြောပြတာပါဗမာလူမျိုးက6000ကျန်းလုံးရှိရဲတိုင်းသားတွေက100ခိုင်နှုန်းလို့200ခိုင်နှုန်းလို့တချို့ဆို0.5ခိုင်နှုန်းပဲရှိရဲเนาะတိုင်းသားအားလုံးကိုစုလိုက်တဲ့ရာခိုင်နှုန်းတော့မှဗမာလူမျိုးရာခိုင်နှုန်းမမီဘူးရှင့်ပြီးတော့မြန်မာနိုင်ငံမှာလုံးဝပြူဝဖြစ်ပါတယ်ဆိုရဲမျိုးတွေမရှိဘူးကြာ ရခိုင်အဆစ်မရှိဘူးမဟုတ်ရှိတယ်ဒါပေမဲ့အင်မတန်ရာခိုင်နှုန်းနည်းတယ်ရောရတာကြီးပဲအကုန်လုံးကအကုန်လုံးကလှည့်ပတ်ပြီးလက်ထပ်ထားကြတဲ့သူတွေပြည်တော်စုပွားတိုင်းသားတွေကအဲ့ဒါဘလို့များတပီတောင်စုကိုခွဲထွက်ဖို့အုံနောက်ကြီးရဂျန်စီစဉ်းစားရဲဆိုတော့ကျွန်မစဉ်းစားလို့မရသေးရဘလို့များရွှေညံတော်စုရောက်ကြရတယ်မသိဘူးအခုတော့ရွှေညံတော်စုရောက်တော့ဘာဖြစ်လဲရွှေညံတော်စောက်ယူတွေဖြစ်ပြီးတော့ဒုက္ခရောက်တော့ဝါရှင်ကတော့ကတော့ကျွန်မစောက်ပါသွားအတွက်တောင်းပန်ပါရှင့်လူကြီးတွေလည်းနားထောင်နေကျွန်မကတော့တောင်းပန်ပါရှင့်ဒီလိုစကားလုံးတွေပဲတင့်တော်တဲ့အတွက်ပါရှင့်စုရောက်ဆိုတော့ အတဲ့နာလာပြီရှင်စောင့်ယူပေါ့နော်အဲ့လိုဖြစ်သွားတယ်ကျွန်မပြောပြရမှာဖြစ်ပါရှင်အဲ့တော့အဲ့လိုဖြစ်ကုန်ကြတာပေါ့နော်ဒီတော့အဲ့လိုဇလန်းလေးကနေပြီးတော့ MND ရဲ့လာရှိုးရောက်လာရဲ့ဟောရှင်အဲ့ဒီလာရှိုးရောက်လာပြန်ထွက်သွားတယ်ဟောဘာမှလည်းမထူသေးတာပဲဖတ်တယ်နဲကအခုဒီလိုမျိုးသူတို့မထွက်သွားခင်အချိန်မှာတော့မှဧပြီလ10ရက်နေ့မှာလာရှိုးမြို့ထဲမှာအမျိုးသား9ယောက်ကိုတေတံဆင်ရင်လိုက်တယ်လို့သိရရှင်အဓိကကဒီပြစ်မှုတွေပေါ့နော်သူတို့သူတို့ပြောတဲ့ပြစ်မှုတွေကမြန်မေးဆွဲတာငွေညစ်တာလူရက်တာနဲ့လူသက်မှုကျူးလွန်တာတဲ့ပြီးတော့မွေးရဆိုတာသုံးဆွဲတဲ့ သူတွေလည်းပါတယ်တဲ့လူငယ်9ယောက်ကိုပေါ့နော်လာရှုံမြို့မန်စုကျောင်းတော်မှာရှိရဲကိုကန့်ပါတီရုံးမှာအများပြည်သူရှိမှာပဲတေတံပေးခဲ့တာဖြစ်ပါတယ်တနက်နဲ့ပြစ်တက်ခဲ့တာဖြစ်ပါရှင့်သူကအဲ့လိုမျိုးတေတံပေးမယ်ဆိုပြီးတော့ပေါ့နော်တနက်နဲ့ပြစ်တက်တော်တော်မှာပြည်သူတွေလာကြည့်လို့ရပါတယ်ဆိုပြီးတော့ပြောတဲ့အတွက်သွားကြည့်ရတဲ့သူလည်းရှိရဲတဲ့တေတံဆွေလည်းအဲ့ဒါဝါသနာသေးလားသူများတတ်တာကိုကျမဆိုမကြည့်ရပါဘူးရှင်။တဲ့ဘလို့စိတ်နဲ့သွားကြည့်ကြလဲကျမစဉ်းစားလို့မရဘူး။ ်ခုတော့ရှေ့ရပေါ့သတင်းလေးတော့ပြန်ပြောကြတာပေါ့နော်ပြန်ပြောလဲကျမတို့သိရတာပေါ့ရှင်ဒီတော့သူတို့ကတော့တည်တံပေးကြတယ်ဆိုတော့တချို့တွေကတော့ဒီလိုနေရာမျိုးကြရင်လူခွင့်ရင်သမားတွေမျက်စိလေးနားလေးနေကြလားမသိဘူးဗျာဘာမှမသိဘူးသူတို့လေအဲ့တော့မြန်မာနိုင်ငံမှာဟိုဓမီနဲ့ထိုးပြီးတော့ပစ္စည်းရှာတယ်လို့ပဲတွေ့ကျင်တဲ့နေရာပဲတွေ့ရမတွေ့ကျင်တဲ့နေရာမတွေ့ဘူး တို့အဲ့လိုမျိုးရှိရတယ်ဒါသူတို့ရဲ့အလင်းအောင်စူးရောက်မှုကလည်းအဲ့လိုရှိရပါတော့သူတို့လည်းစူးရောက်ခြင်းတစ်မျိုးပဲတကယ်စူးရောက်ခြင်းတစ်မျိုးပဲဒီတော့ကျမတို့နိုင်ငံက EA ကိုဖွဲ့နေတဲ့ပတ်သက်ပြီးတော့ကျမ knowledge လေးနည်းနည်းလေးပေါ့နော်သူတို့ကြားထဲမှာဖြစ်နေတဲ့ကိစ္စလေးတွေကိုမိဘပြည်သူများသိအောင်ကျမနည်းနည်းပြောပြချင်တဲ့ချက်အဲ့ဒါပါလဲဆိုတော့တိုင်းသလက်နက်ကိုင်အဖွဲ့အများစုကသူတို့ထိ ंछ ုပ်ထားတဲ့ data တွေမှာသူတို့ရဲ့ကိုယ်ပိုင်ဥပဒေနဲ့စီရင်ကြတာများတယ်ဒါဟုတ်ရှိခက်ကလေးอ่ะပေါ့နော်ပြမှုဆိုင်ရာကိစ္စတွေဆိုလဲသူတို့ထုတ်ထားတဲ့ဥပဒေအတိုင်းပဲသူတို့ကစီရင်လေးရှိရဲ့ချက်ပြီးသူတို့ကတည်တံပေးတာကိုလည်းလုံဆောင်တာရှိရဲ့ အဲ့လိုတည်တံပေးရခါမှာသူတို့ပေါ့နော်တည်တံပေးတဲ့အဖြစ်တရားသစ္စာဖောက်တာတွေစီရဲချက်လက်ပေါက်ကြတာတွေမွေးဆွေးဝါးကုံသွဲတာတွေစတဲ့ပြင်းမှုတွေအတွက်လည်းတည်တံချမှတ်တတ်ပါရဲ့ရှင့်ဒါမဲ့မွေးဆွေးဝါးတုံးတဲ့သူတွေရောင်းတဲ့သူတွေပြစ်ပေးရဆိုရင်လည်းသူတို့စီကနေခေါင်းကြီးပိုင်းနေရတော့မွေးဆွေးဝါးနဲ့ပတ်သက်နေတဲ့ကိစ္စတွေကမကြာခဏအဲ့လိုထုတ်ဖော်ခံရတာရှိရပေါ့နော်အဲ့လိုနေတင်ထားလို့ရှိပါရဲ့ရှင့်ဒီတော့ဒါသူတို့ကတော့သူတို့ data သူတို့ဥပဒေပေါ့နော်အဲ့လိုပုံစံမျိုးချိုးနေကြတာဆိုတော့ ဒါလေးကိုကျမတို့မေးဖို့ပြတ်ထောက်ရမယ်ဆိုရင်ဒီလိုအပြစ်သားတယောက်ကိုတည်တံပေးရဆွဲနေရမှာအခု MND ဆိုဒီ9ရက်ကိုတည်တံပေးရခါမှာဘလို့တရားစီရင်လိုက်လဲဆိုတာမိဘပြည်သူတို့သိလိုက်လားရှင်ဒီလူတွေကဆိုရင်ရှိနေခေါ်ခွင့်ရှိလားအမှုအမှုကိုလျှောက်လဲခွင့်ရှိလားတပ်တွေရောဘယ်သူတွေခေါ်တာလဲဘလို့တပ်တွေနဲ့လောက်တာလဲဘလို့စီရင်လိုက်တာလဲဆိုတာဘယ်သူမှမသိလာရောရှင်ပုံလင်းမြင်တာချင်းလည်းမရှိဘူးတတော်တို့ဒီလူတွေဒီပြစ်ရှိရဒါကြောင့်တတ်မယ်ဆိုတာလောက်ပဲသိရပါတော့တတ်တဲ့ချိန်မှာတော့မှလာကြည့်ပါဆိုလို့သိရတာလာမကြည့်ဘဲနဲ့မသိလိုက်ရတဲ့တတ်လိုက်တဲ့အမှုတွေအများကြီးပဲရှင် အဲ့လိုကိစ္စရရှိရပါတော့ပြီးရခါမှာဒီ EU အဖွဲ့တွေကဆိုရင်နိုင်ငံတကာဥပဒေအရသူတို့တရားဝင်အဖွဲ့အစည်းမဟုတ်ဘူးတရားဝင်အစိုးရမဟုတ်တဲ့အတွက်သူတို့ကင်ဆယ်ထားတဲ့ဥပဒေကနိုင်ငံတကာမှာကတရားဝင်ခြင်းမရှိဘူးရှင်သိလားကျွန်မနိုင်ငံဆိုရင်ဒါနိုင်ငံတော်အစိုးရเนาะ2008အခြေခံ possible အခြေခံဥပဒေဟာဆိုရင်နိုင်ငံတော်ရဲ့တရားဝင်ဥပဒေเนาะကျွန်မနိုင်ငံမှာလက်ရှိကျင့်သုံးနေတဲ့ဥပဒေတွေဟာဆိုရင်လည်းဒါတရားဝင်ဥပဒေနိုင်ငံတကာကလည်းဒီဥပဒေကိုလက်ခံတယ် ဒီဥပဒေမှာဆိုလဲဒီလိုပဲသေတံပေးတာပါမယ်ထောင်တံပါမယ်တသက်ကျွန်းပါမယ်ကျုံးမိတ်ပါမယ်စသဖြင့်ဥပဒေရဲ့အင်္ဂါရက်နဲ့ညီအောင်ပါတာပဲဒါပေမဲ့ဒီဥပဒေဒီနိုင်ငံတကာကလည်းအသိမပြုထားတယ်ဒါနဲ့မြန်မာနိုင်ငံဥပဒေဆိုပြီးတော့တိုင်းသားလက်ထက်ကဥပဒေကြတော့ဘယ်သူမှတရားဝင်အသိမပြုထားမရှိဘူးရှင်သူတို့ကသူတို့ထုတ်ပြီးသူတို့ကသူတို့စီရင်ပြီးသူတို့ကသူတို့ကျင့်သုံးနေကြတဲ့ဥပဒေရှင်ဒီတော့ဒီဥပဒေဟာမှန်ကန်ရဲ့လားလူခွင့်ရင်းနဲ့ညီရဲ့လား ဥပဒေတစ်ခုရဲ့စံနဲ့စံညုံနဲ့မှီရလားဆိုတာကလည်းတော်တော်မေးခွန်းထွက်မယ့်ကိစ္စလားဖြစ်ပါရဲ့ရှင်။ဒီလိုမျိုးတရားစီရင်တဲ့ကိစ္စတွေမှာဆိုရင်လည်းတရားစီရင်လုပ်ငန်းစဉ်တွေကိုအများပြည်သူသိရှိခွင့်ရှိနေငားရန်ခွင့်အယူခံဝင်ခွင့်အစတဲ့အခြေခံအချက်အလက်တွေရှိရတယ်ပေါ့နော်။အဲ့လိုရှိရလည်းမမြင်ရအောင်သူတို့လည်းမမြင်ရအောင်ဒါအပြင်သူတို့ရဲ့တည်တံ့ချမှတ်ခြင်းကိစ္စရမှာဆိုရင်သူတို့အဓိကသုံးတာကတော့ လူတွေကိုအကြောက်တရားရှိုက်သွင်းတဲ့ပုံစံမျိုးနဲ့တုံးကြများတယ်ပေါ့နော်ဒီယာရီပေါ်မှာလည်းဆွဆွဲမှုတွေရှိရဲ့ဒါအောင်လဲသူတို့ဟာကြကြလက်ကြဖြစ်ရှင်းနိုင်ခြင်းမရှိပါဘူးရှင့်ကျမတို့သိထားတဲ့ဒီပီဆိုင်ရာလူခွင့်ရေးစံနှုန်းများအရမြေသည့်အဖွဲ့အစည်းကမဆိုတည်တံချမှတ်တဲ့အခါမှာတရားမျှတသောတရားစီရင်လုပ်ငန်းစဉ်ရှိရမယ်ဒါ့အပြင်အသက်ရှင်ခွင့်အခွင့်အရေး right or life ဆိုတာရှိရဲ့ရှင့်ဒါလေးကိုလည်းလေးစားရမှာဖြစ်ပါတယ်ဒီလိုအဖွဲ့တွေကဒါတွေကိုလေးစားလိုက်နိုင်မှုရှိရလားလို့မေးလိုက်မယ်ဆိုရင်သူတို့ဖြေမှန်မှုဘူးရှင်သိလား သူတို့ဖြေမှာမဟုတ်ကျမတို့ဒါတော့သွားမေးလိုက်လို့ရှင်ကျမတို့အဖြေတော့ပေးမှာမဟုတ်ကြည်တောက်ပဲပေးလိုက်မယ်အနေထားလိုရရှိရတော့ကျမတို့မမေးရဘူးသူတို့နာမှာရှိရလို့မေးချင်မေးလိုက်ကြအဲ့ဒါကျမပြောပြရကျမတို့မမေးရဘူးလုံးဝမမေးရဘူးသိကြတယ်နော်သူတို့ရဲ့ဥပဒေဆိုတာတနတ်ထိတ်မှာပဲရှိရကြည်စံမှာပဲရှိရရှင်ငါစကားနားမထောင်ကြည်တောက်ပို့လိုက်မယ်မင်းငါ့ကိုပုံကန်လဲဆိုကြည်တောက်ပို့လိုက်မယ်ဆိုစကားသူတို့စီမှာမြင်တဲ့ဒါအီစစ်စစ်သုံးနေကြစကားရရှင်သိလားကုကုဆိုခါကြတနတ်ထုတ်ပြီးတော့ပြစ်လိုက်ရမလားဆိုတာက သူတို့လုပ်နေကြလုပ်ငန်းစဉ်တွေဖြစ်နေရဲ့ရှင်ဒီတော့ဒီလိုလူတွေရတဲ့ခါကျရင်ဆက်အာနာရှင်တို့ဒီမိုကရေစီတို့အော်နေတာလည်းတော်တော်ရည်ဖို့ကောင်းတယ်ပေါ့နော်ပြီးတော့လားရှုပ်မှာကတော့ဒီလူငယ်၅ယောက်ဟာဆိုရင်အပြစ်ရှိလားမသိမရှိလားမသိဘာကြောင့်ဘလို့စီရင်မှန်းမသိပဲနဲ့ပဲလောကကြီးကိုကြောခိုင်းပြီးတော့ထွက်ခွာသွားခဲ့ရပါပြီရှင်ဒီအမှုတွေမျိုးအမှုတွေတောင်းမြောင်များစွာတိုင်းသားလက်နက်ကင်တွေနဲ့လက်နက်ကင်ပြပကဖြစ်ပွားနေတဲ့ဒေသတွေမှာအများကြီးဖြစ်ပွားနေပါရှင် လူခွေရသမားရဲ့အနေနဲ့တက်မတော်ကနေပြီးတော့လှုပ်ဆောင်တဲ့လှုပ်ဆောင်ချက်တွေမှာတရားမျှတမှုမရှိဘူးလို့ထင်နေဖြစ်စေလူခွေရချိုးပေါက်တယ်လို့ထင်နေဖြစ်စေအင်မတန်ကိုအတန်ကျေလောင်စွာနဲ့ဝေဖန်မှုပြုတ်တက်ကြရတဲ့ဆိုရင်တိုင်းသားလက်နက်ကင်တွေနေမြေမှာဖြစ်ပေါ်နေတဲ့ PDF တွေလှုပ်ဆောင်နေရဲ့လူခွေရချိုးပေါက်မှုတွေနိုင်ငံသားကိုနှိပ်စက်မှုတွေအနိုင်ကျင့်မှုတွေတပ်ဖြတ်မှုတွေမရင်ကျင့်မှုတွေပြည်သူ့ဝန်ကြီးခိုးယူမှုတွေဓားတိုက်မှုတွေအမှုပေါင်း16,000တသိန်း6,000ကိစ္စရပ်တွေကိုရော မြင်ပါကြားပါရဲ့လားလို့ကျမဒီကနေပြီးတော့អော်ပြီးတော့မေးလိုက်ချင်ပါရဲ့ရှင်ဝေဖန်မယ်ဆိုရင်ညံ့ညတ်တတဝေဖန်ပါတက်မတော်မူဝေဖန်တယ်လို့ကျမမပြောတက်မတော်မှာလဲမှားရင်လားရှင်ဝေဖန်မှာထောက်ပြပါတေးသေးချာချာတင်ပြပါရှင်ရတယ်ကျမတို့ကဖေးရမဆိုတရားမျက်နှာတတလို့သဘောကျတယ်တက်မတော်မှာလဲဆုံးဖြူရရှိလို့ရှင်ရှင်းထုတ်အောင်မှာပဲလေကျမတို့နားလေဒါပေမဲ့အဲ့လူခွင့်ရသမားတွေကမျက်စိကတစ်ဖက်လက်တရားတို့ကလေတက်မတော်အဖြစ်ပဲမြင်တယ်ဒီဘက်အလုံးကကြောက်ခုဘက်ကမမြင်ဘူးဆိုတော့တစ်ဖက်လက်ပေါ်ရှင်ဟာလား တဖက်လက်လည်းကတို့ကသိရအဲ့တဖက်လက်ကမွေးကလေးကလက်လာတာလားဒီဥပဒေတွေကိုတင်ကြားတော့ကတဖက်တဲ့တချမ်းနဲ့တင်လာတာလားဆိုတော့တို့ပဲသိမယ်ကိစ္စပဲရှင်ဒီလိုပဲစိုးစေကမတရားမှုခံလိုက်ရတဲ့သူတွေကတော့အသက်အိုးအိမ်စီးစိမ်ပြီးပျက်စီးသွားခဲ့ပါပြီရှင်တက်မလို့ကြောင့်ပျက်စီးရဲတက်မလို့ကြောင့်ပျက်စီးရဲဆိုပြီးပြောနေရဲဆိုပေမဲ့တဖက်မှာတိုင်းသားလက်နက်ကင်တွေနဲ့ပီတက်တွေကြောင့်ပျက်စီးရတာတွေကိုကြတော့တို့မသိကြအောင်စောင့်နေကြတယ်တို့ရတို့တော့ပြောတယ်တရားမျှတမှုကိုလိုချင်တယ်တဲ့ သူတို့ကိုယ်တိုင်တော့မှတရားမျှတမှုတာဘာဆိုတာသူတို့မသိဘူးရှင်။ဒါရင်ပြောမယ်ဆိုတထောက်တညပုံမြင်ထအောင်ရှေ့သွားမယ်နဲ့ဒူပါရှင်เนาะဒီတော့တော့လောက်ပါပဲเนาะ။မိဘပြည်သူတွေကျွန်မသတင်းတင်ဆက်နေအပူတွေမပေးချင်ပါအောင်ရှင်။ဒါပေမဲ့ချို့ရလေးကကျွန်မတို့ပြောမှဖြစ်မှာမလို့ပြောတာဖြစ်ပါတယ်။မိဘပြည်သူများစဉ်းစားဆင်ခြင်နိုင်လို့ပါ။ထည့်သွင်းစဉ်းစားနိုင်လို့ပါရှင်။ကျမတို့ကိုစီအသိဉာဏ်တွေရှိမှသာကျမတို့နိုင်ငံအေးချမ်းရာလမ်းလေးကိုမြင်မှဖြစ်တဲ့အတွက်ကျမဗတ်ပေါင်းဆောင်အနေနဲ့တင်ပြပေးတာဖြစ်ပါရှင်။ကျမတို့မြန်မာနိုင်ငံမှာအေးချမ်းစွာနေနိုင်ကြပါစေလို့လည်းအမြဲတမ်းဆုတောင်းပါရှင်။ ျမတို့ Prime Media တင်ဆက်မှုတွေဒီလောက်နဲ့ရန်နာပါရစေရှင်ကျမတို့ Prime Media ရဲ့သတင်းတင်ဆက်မှုတွေကိုအမြဲတမ်းအားပေးခဲ့ကြတဲ့မြန်မာပြည်သူများအားလုံးစိတ်ချမ်းသာကိုကြမှာကြပါစေလို့ကျမတို့ Prime Media အခွေသားများအားလုံးမှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။